အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံသားများကိုအမေရိကန်ပြည်ဝယ်ခွင့်ကတ်တက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း53နိုင်ငံကိုမတူညီတဲ့ပြည်ဝယ်ခွင့်ကတ်တက်ချက်တွေကိုအမေရိကန်အစိုးရကရှာမှတ်ချက်တောင်းတော့မယ်လို့သိရပါတယ်။အမေရိကန်အစိုးရကတက်မှတ်ချက်၃ရက်နဲ့ပြည်ဝယ်ခွင့်ကတ်တက်ချက်တွေရှာမှတ်လိုက်တာဖြစ်ပြီးအလုံးစုံပြည်ဝယ်ခွင့်ကတ်တက်လိုက်တဲ့နိုင်ငံတွေစီးရင်မှာအာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူဘာနဲ့အတူနိုင်ငံပေါင်း70နိုင်ငံပါဝင်ခဲ့ပါတယ်။ အဆိုပါနိုင်ငံတွေကလည်းအမေရိကန်နိုင်ငံတွေကိုပြည်ဝင်ခွင့်လျှောက်ထားမှုတွေကိုခွင့်ပြုမှာမဟုတ်ဘဲနေရာဆိုင်ထားမှာဖြစ်ပါတယ်။ပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်းကတ်သက်ခရိုင်နိုင်ငံတွေစီရင်မှာမြန်မာနိုင်ငံပါဝင်ခဲ့တာဖြစ်ပြီးအီရီထရီးယား၊ဟေတီ၊လာအိုနဲ့တောင်ဆူဒန်နိုင်ငံတွေနဲ့အတူပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပါဝင်ဒစိတပိုင်းကသက်ခရိုင်နိုင်ငံမှာနေထိုင်သူတွေအနေနဲ့အမေရိကန်နိုင်ငံတွေကိုအလဲပတ်ဗီဇာ၊ကျောင်းသားဗီဇာနဲ့ရွှေ့ပြောင်းရှေ့ချတာဒါမှမဟုတ်ဒုက္ခသည်အစင်တန်းနဲ့ဝင်ရောက်ခွင့်ပေးမဲ့ဗီဇာတွေခြားထားခွင့်ရှိရမှာမဟုတ်ဘူးလို့သိရပါတယ်။ကသက်ခံနောက်ဆုံးအုပ်စုမှာတော့နိုင်ငံပေါင်း26နိုင်ငံပါဝင်ပြီးလာမယ့်ရက်ပေါင်း60အတွင်းမှာအမေရိကန်ဆိုရကရှာမှတ်ထားတဲ့အချက်တွေကိုလိုက်နာစာအတိုင်းမျိုးမဟုတ်ဘူးဆိုရင်ပြည်ဝင်ကသက်မှုတွေနဲ့ဆိုင်ရမယ်လို့သိရပါတယ်။ဒီသတင်းတော့ညင်းချောင်းအောင်ပြဖို့လာတာပါ။